2025ခုနှစ်မေလ14ရက်ဗုဒ္ဓအလုံးမဲမင်္ဂလာပါမောင်ချန်နယ်လေးရရင်ကြိုဆိုလိုက်ပါရစေမိုးဒီနေ့တစ္ဆက်ပြခြင်းနဲ့ဗီဒီယိုလေးရတော့မေလ14ရက်နေ့မှာမိုးကြီးရေရှမ်းမဲ့နေရာတွေကိုကြိုတင်ခမ်းမဲ့ပြလိုက်တဲ့မိုးဆက်လက်ပညာရှင်ဦးတစ်တရံဗီဒီယိုလေးကိုတစ်ဆက်ပြမှာဖြစ်ပါတယ်ကြည့်တဲ့မျိုးလေး ချွတ်တင်ပြစင်ကာကွယ်လို့ရအောင်လို့ဘဟုတုတ္တအနေနဲ့ပြန်လည်မျှော်လိုက်တာပဲဖြစ်ပါတယ်။ဒါဆိုတော့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်နော်။2025ခုနှစ်မေလ14ရက်ဗုဒ္ဓနေ့ဂျိုတုကရရှိတဲ့တိုင်းတာချက်တွေနဲ့အတူမြန်မာပြည်ယာတုတ္တအခြေအနေများကိုဆက်လက်ခံမှန်းတင်ပြမှာဖြစ်ပါတယ်။ကျွန်တော်တို့ပြီးခဲ့တဲ့ရက်တွေကခံမှန်းတွက်ချက်တဲ့အတိုင်းပဲမြန်မာနိုင်ငံကို73ရက်နေ့မှာ မုတ်တုံလေးစတင်ဝင်ရောက်ပြီဆိုပြီးတော့အိန္ဒိယနိုင်ငံမိုးစလဌာနကထုတ်ပြန်တာတွေ့ရပါတယ်အဲ့တော့မြန်မာနိုင်ငံဘယ်ဘိုင်းတွေကိုဘယ်နေ့ဝင်မလဲဆိုရင်တော့73ရက်နေ့မုတ်တုံလေးစီချောင်းဟာမြန်မာနိုင်ငံမော်လမြိုင်အထိစတင်ဝင်ရောက်ခဲ့ပြီးတော့လာမဲ့22ရက်နေ့မေရောက်တဲ့အခါမှာတော့မြန်မာနိုင်ငံအလဲပိုင်းအောက်ဖက်ကို မုတ်တုံလေနဲ့မို့စတင်ရောက်မယ်လို့အိန္ဒိယမိုးစလာကခံမှန်းပေးထားပါတယ်26ရက်နေ့မေလမှာတော့မြန်မာပြည်အလဲပိုင်းကိုမုတ်တုံစတင်ရောက်ရှိပြီးတော့တရက်နေ့ဇွန်လမှာတော့မြန်မာပြည်အထက်ပိုင်းကို မုတ်တုံလေနဲ့မုတ်တုံမိုးရောက်ရှိမယ်လို့ခန့်မှန်းပေးထားတာတွေ့ရပါတယ်ဒီကနေ့14ရက်နေ့လေစီကြောင်းတိုက်ခတ်မှုကိုကြည့်မယ်ဆိုရင်အိန္ဒိယသမုတ်တရာနဲ့ အာရီဗျန်ပင်လယ်က ဝင်လာတဲ့လီချီကျောင်းဟာမြန်မာနိုင်ငံအောက်ပိုင်းကိုတိုက်ခတ်ပြီးတော့မြန်မာပြည်အလယ်ပိုင်းလွေမြေဒေသကိုဖြတ်သွားတာတွေ့ရမှာဖြစ်တယ်လို့ပဲအဲလီညိုရာသီဥတုမှာလာနေကြပစိဖိတ်သမုတ်တရာနဲ့တောင်တရုတ်လီချီကျောင်းဟာထိုင်းနိုင်ငံကိုကြွေပြီးတော့အဆုံးသတ်သွားတာတွေ့ရမှာဖြစ်ပါတယ်ဒီ2025မေလမှာမုံတိုင်း ဘာကြောင့်မဖြစ်သေးလဲလို့ပြောမယ်ဆိုလို့ရှိရင်တော့အခုကျွန်တော်တို့လာနီညာအခြေအနေကို သမုတ်တရားမှာကြာရောက်နေတဲ့အတွက်ကြောင့်မလို့သမုတ်တရားရဲ့အပူချိန်ကနေသွားတဲ့အတွက်ကြောင့်မလို့နေရောင်ကြီးကြာရောက်နေတဲ့ဘင်္ဂလားပင်လယ်ထဲမှာလေဖျားနေရာဖြစ်ဖို့အခြေအနေမပေးတော့ကျွန်တော်တို့တုံ့တက်ခံရပါတယ်15ရက်နေ့မနေ့6နိုင် လေစီးကြောင်းအနေထားကိုခမန်းတွက်ပြက်ကြည့်တဲ့အခါမှာမြမာပြည်တောင်ပဲဆုံးမှာ လေဆိုင်ဝဲတစ်ခု ဖြစ်ပြီးတော့ဘင်္ဂလားပင်လယ်နဲ့အိန္ဒိယသမုတ်တရာကလာတဲ့ရေငွေ့အပြည့်တိမ်တွေကိုမြမာပြည်ရဲ့ကို စတင်တွန်းပို့တဲ့အတွက်ကြောင့်မလို့မြမာပြည်မှာမိုးသီးထန်စွာရွာသွန်းနိုင်မဲ့အနေအထားတွေကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့မုတ်တုံမိုး ထုတ်လုပ်တဲ့အိန္ဒိယသမုတ်တရားနဲ့ဘင်္ဂလားပင်လယ်အော်ကြည့်မယ်ဆိုလို့ရှိရင်ရခိုင်ရက်တွေကအိန္ဒိယသမုတ်တရားကတိန်နိုင်ရေငွေ့ထုတ်လုပ်မှုတွေက နေပြီးတော့ဒီကနေ့မှာဆိုလို့ရှိရင်တော့တိန်မြင့်အထစ်ကိုရေငွေ့တွေတက်သွားတာတိုးတဲ့တကြောင်မလို့မုတ်တုံမိုးအားကောင်းကောင်းနဲ့ဘင်္ဂလားပင်လယ်အော်ဖြတ်ပြီးတော့မြန်မာပြည်ကိုဝင်ရောက်နေတာတွေ့ရမှာဖြစ်ပါတယ် ဒီမိုးတွေဟာအိန္ဒိယသမုတ်တရားကလာတဲ့ရေငွေ့ပါတဲ့မိုးဟာမြန်မာပြည်ကိုရောက်ဖို့ရက်30လိုအပ်ပါတယ်။ဘင်္ဂလားပင်လယ်ကမိုးကတော့ဗမာပြည်ကို3-4ရက်ပြည်မှာရောက်မှာဖြစ်ပါတယ်။14ရက်နေ့မုတ်တုံ လေစီးကြောင်းနဲ့အတူပါလာတဲ့မုတ်တုံမိုးဟာမြန်မာပြည်အောက်ဖက်ပင်လယ်ကမ်းရိုးတွေမှာစတင်ပြီးတော့မိုးရွာနေသလိုပဲ ရင်ပြည်နယ်မွန်ပြည်နယ်တနင်္လာရီတိုင်းတို့မှာနေရာကွက်ပြီးတော့မိုးများနေပြီးတော့အချို့ဒေသတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။ကြံတဲ့တိုင်းနဲ့ပြည်နယ်အနှံ့မှာနေရာစိတ်စိတ်မှာနေရာကွက်ကြားမိုးရွာနိုင်ပြီးတော့အချို့နေရာတွေမှာတော့မိုးမရသေးပါဘူး။အထူးသဖြင့်သတိထားဖို့ကမန္တလေးရဲ့မြောက်ဖက်ကချင်ပြည်နယ်မှာရခိုင်နဲ့ ချင်းပြည်နယ်မှာ နေရာွက်ပြီးတော့မိုးများနိုင်တဲ့အနေအထားကိုတတိထားဖို့လိုပါတယ်။လာမယ့်15ရက်နေ့မှာတော့ကျွန်တော်တို့စောစောကတင်ပြခဲ့တဲ့လေဆိုင်ဝဲရဲ့တွန်းအားကြောင့်မလို့ကျွန်တော်တို့ရန်ကုန်တိုင်းပဲခူးတိုင်းအေရော်ဒီတိုင်းအရှိပဲမွန်ပြည်နယ်ကမ်းခြေမှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲတောင်တရုတ်ကဖြတ်ဝင်လာတဲ့ရေငွေ့ လေစီးကြောင်ကြောက်မလို့ရှမ်းပြည်နယ်တစ်ခုလုံးမှာ နေရာစိတ်စိတ်မိုးရွာနိုင်တဲ့အနေအထားတွေ့ရပါဖြစ်ပါတယ်15ရက်နေ့မိုးကြီးနိုင်တဲ့ဒေသတွေကိုပြထမှန်ပြီးတော့ကြည့်မယ်ဆိုရင်ဟင်းသရဘကိုးရန်ကုန်ဖျာပုံ မော်လမြိုင်မြို့တုံရေးနဲ့ဒဝဲဒေသတို့မှာမိုးရည်ချိန်၄လမှလောက်ဒီ24နာရီအတွင်း ရရှိနိုင်တဲ့အကြောင်းမလို့ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။၁၆ရက်နေ့ကိုရောက်တဲ့အခါမှာလေတိုင်းနဲ့ပြည်နယ်အနှံ့မိုးရွာပြီးမဲ့လေမကွေးတိုင်းမှာတော့မိုးရရှိမှုအရန်ကိုနှဲပါတာတွေ့ရမှာဖြစ်ပါတယ်။ဒီအဝါရောင်ဒေသတွေကတော့နေရာစိတ်စိတ်မိုးရွာနိုင်တဲ့ဒေသတွေဖြစ်ပါတယ်။ကချင်ပြည်နယ်ရှမ်းပြည်နယ်မန္တလေးတိုင်းအရှေ့မြောက် စကိုင်းတိုင်းထက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်အေယာဝတီတိုင်းပဲခူးတိုင်းရန်ကုန်တိုင်းတို့ဖြစ်ပါတယ်အထူးသတိထားဖို့လိုတာက နေပြည်တော်ပြည်ရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မြောက်ဘက်ကယားပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုကျွန်တော်တို့ခမှန်းတွေ့ရှိရပါတယ်အထူးသဖြင့် ဖြူးနဲ့ပကိုးကြမှာဆိုလို့ရှိရင်တော့24နာရီအတွင်းမိုးရရင်6လမကြော်ကြော်ရွာသွန်းနိုင်တဲ့အနေထားရှိပါတယ်။အရာစကားနဲ့ပြောလို့ရှိရင်တော့မိုးပေါ်ကရေတွေတုံချနိုင်တဲ့အနေထားရှိပါတယ်။ကျွန်တော်တို့ပကိုးမြို့မှာဆိုလို့ရှိရင်တော့သွာလာနေတဲ့ရင်းနေရက်တန့်သွားလောက်တဲ့အထိမြေပေါ်မှာလမ်းပေါ်မှာရေတွေကြော်တဲ့အနေထားဖြစ် မိုးများနိုင်လို့သတိထားပါထို့တူပဲရန်ကုန်တိုင်းမှာလည်းအထူးသတိထားဖို့လိုသလိုပဲမော်လမြိုင်ကရင်ပြည်နယ်မှာလည်းခရီးသွားလာနေတဲ့လုံသားပြည်သူတွေဒုသတိထားဖို့လိုပါတယ်လာမယ့်18ရက်နေ့မှာတော့ကချင်ပြည်နယ်စကိုင်းတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်မန္တလေးတိုင်းရှိပဲရှမ်းပြည်နယ်ကယားပြည်နယ်နေပြည်တော်ဧရာဝတီတိုင်းရန်ကုန်တိုင်း မုံပြင်းနဲ့တို့မှာဆက်လက်ပြီးတော့မိုးများနိုင်ပြီးတော့ကြံတဲ့တိုင်းနဲ့ပြည်တွေမှာနေရာကွက်ကြားဆက်လက်မိုးရွာနိုင်တဲ့အနေအထားတွေ့ရမှာဖြစ်ပါတယ်။ဒါမဲ့ဆက်ရှိရဲ့နေ့မှာတော့မြန်မာပြည်အောက်ပိုင်းမှာမိုးပါသွားနိုင်တဲ့အနေအထားရှိပြီးတော့ AR တိုင်းနဲ့ရန်ကုန်တိုင်းမှာ နေရာစိတ်စိတ်မိုးရွာပြီးတော့နေပြီးတော့အထက်မှာအနည်းငယ်မိုးများနိုင်သေးပါတယ်။ထို့အတူချင်းပြည်နယ်အောက်ဖက် ကချင်ပြည်နယ်စကိုင်းတိုင်းဖြစ်ပိုင်းမန္တလေးတိုင်းအရှိမြောင်ချမ်းပြည်နယ်မှာ နေရာစိတ်စိတ်ဆက်လက်မိုးရွာနိုင်တဲ့အနေအထားရှိပါတယ်။အိန္ဒိယမိုးလေဝသဌာနကထုတ်ပြန်အကြံပေးချက်အရ2025ခုနှစ်မုတ်တုံကာလမှာဆိုလို့ရှိရင်အိန္ဒိယနိုင်ငံမှာမိုးရေလုံလောက်စွာရရှိတဲ့အတွက်ကြောင့်မလို့ကောက်ပဲတိနံစိုက်ပျိုးမှု အောင်မြင်ပြီးတော့ ကဘာဆန်စီတက်မဲ့အနေထားကိုကာကွယ်နိုင်တဲ့အထိဖြစ်မယ်လို့အိန္ဒိယနိုင်ငံစိုက်ပျိုးရေးအုပ်စုတွေနဲ့မိုးသလားကတော့ကြွားလုံး ထုတ်ထားတာတွေ့ရပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံအတွက်လည်းဒီမေလထဲမှာရွာမဲ့မိုးတွေကိုစနစ်တကျသိမ်းဆီးတူလောင်ပြီးတော့စိုက်ပျိုးရေးအတွက်စနစ်တကျအသုံးချနိုင်မှုလိုပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်အယ်လီညို ကနေပြီးတော့လာနီညာအပြောင်းကာလဖြစ်လို့မုံတိုင်းမပြစ်ခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဇွန်လထဲမှာမြမပြီမှာမိုးအနည်းငယ်သာရွာသွန်းမဲ့အချိန်တွေဖြစ်ပါတယ်ကျွန်တော်တို့မိုးရွာအောင်ကျွန်တော်တို့မုံတိုင်းဖြစ်အောင်စူတောင်းရမယ့်အနေအထားမှာရှိပါတယ်ခေါနလာပိုင်းမှာလည်းထို့အတူပဲဆက်လက်ပြီးတော့မုံတိုင်းမရှိခဲ့လို့ရှိရင်6တွေ့ရာသီနဲ့ ကြုံတွေ့ရနိုင်လို့ကျွန်တော်တို့ဘယ်လိုဖြည့်ရှင်းမလဲဆိုတာကိုသက်ဆိုင်ရာဌာနအတွင်နဲ့တာဝန်ရှိသူတွေကကြိုတင်ပြင်ဆင်ထားကြပါလို့ကျွန်တော်တို့ဒီနေ့အကြံပြုလိုပါတယ် ကဲပါမျိုးတို့ရေမိုးရေဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှင်တော့မိုးစရပညာရှင်ဦးထိပ်တင်ရတော့ကျွတ်တက်ခံမှန်းပြလိုက်ပြီပေါ့နော်။တောင်သူဦးကြီးတင်နဲ့ငမြင်ကလေးပြသမှာရှိတယ်။ပြည်သူကျွတ်တက်ပြစင်ကောက်ွက်လို့ရအောင်လို့ဘခုတုတ္တအနေနဲ့ပြလဲမျှဝေလိုက်တာဖြစ်ပါတယ်။ကျွတ်တက်ခံမှန်းပြထားတဲ့မိုးစရပညာရှင်ဦးထိပ်တင်ကိုလည်းကျေးဇူးများကြီးတင်ပါတယ်။ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အထင်မြင်ဆက်ချက်လေးတွေလည်းဗီဒီယိုလေးအောက်မှာ comment လေးတွေရေးပို့လို့ရပါရဲ့ရှင့်။နောက်ထပ်လည်းမိုးစရဒီတက်တင်နေဟာသဗီဒီယိုဒီဘူးတုတ္တချက်ဆရာဗီဒီယိုလေးတွေကိုနေ့စဉ်နဲ့တင်ဆက်ပြသမှာမိုးမွေး channel လေးကိုလိုက်ဆက်ခွင့်နဲ့တောက်ဖို့တောင်းဆိုပါရဲ့ရှင့်။နောက်ထပ် do video might be so that.